တူရကီနိုင်ငံမှာပြီးခဲ့တဲ့ဇူလိုင်လအတွင်းကမအောင်မြင်ခဲ့တဲ့အာနာသိမ့်မှုအတွင်းပါဝင်ခဲ့တဲ့ဆိုရဲဆွဆွဲချက်နဲ့ရဲဝင်တဲ့အယောက်30လောက်ကိုဒီဇင်ဘာလ29ရက်နေ့ကအစ္စတန်ဘူမြို့တရားရုံမှာပထမဆုံးအနေနဲ့စတင်စစ်ဆေးခဲ့တယ်လို့သိရပါဗျ။တူရကီသမ္မတအာတိုဂန်ကိုဖြုတ်ချပြီးအာနာသိမ့်မှုကြိုးပမ်းခဲ့တဲ့အဆိုအဝါဖြစ်စဉ်နဲ့ပတ်သက်လို့တူရကီအစိုးရဟာ လူ4000လောက်ကိုဖမ်းဆီးထားပြီးလူပေါင်း1200ကျော်ရုံးတင်စစ်ဆေးဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါဗါရယ်။အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး9လကြာမြင့်ပြီးတဲ့နောက်ပြည်내များရှိတရားရုံးတွေမှာတန်တရားရှိသူတွေကိုအကြမ်းဖျင်းစစ်ဆေးမှုတွေရှိခဲ့ပေမဲ့အစ္စတန်ဘူမြို့မှာတော့ရဲဝင်တန်းတွေကိုအခုလိုစစ်ဆေးတာဟာပထမဆုံးလည်းဖြစ်ပါဗါ။ဆွဲချက်အတင်ခံရသူများဟာအစိုးရကိုဖြုတ်ချဖို့ကြိုးပမ်းမှုအာဏာသိမ်းမှုကိုကြိုးကင်ခဲ့တဲ့သူလို့တူရကီအစိုးရကစွပ်စွဲထားခဲ့တဲ့အမေရိကန်အခြေစိုက်ဘာသာရေးခေါင်းဆောင်ဖက်တူလာဂူလန်ဦးဆောင်တဲ့အဖွဲ့အတွင် ပါဝင်ခဲ့မှုတို့နဲ့စွဲချက်အတင်ခံရတာလည်းဖြစ်ပါတယ်ဘာသာရေးကောင်းဆောင်ဂူလန်ကို အမေရိကန်ကလွှဲပြောင်းပေးဖို့တူရကီအစိုးရက တောင်းဆိုထားပြီးဂူလန်ကတော့ဆွဆွဲချက်တွေအလုံးကိုညှင်းဆန်ထားပါဗျ။ အာနာသိမ်းမှုဖြစ်ပွားပြီးကြတဲ့ကတူရကီအစိုးရဟာလူပေါင်း3800လောက်ကိုစစ်ဆေးခဲ့ပြီးလူပေါင်း4100လောက်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ပြီးကြတဲ့အပတ်ကအန်ကာရာမှာရုရှားတပ်အမတ်ကိုတပ်ဖြတ်ခဲ့သူဟာဂူလန်ကိုတစ်ဆာခံထားတဲ့တူရကီရဲသားတဦးဖြစ်တယ်လို့တူရကီသမ္မတအာဒိုဂန်ကပြောကြားခဲ့ပေမယ့်ရုရှားအစိုးရဘက်ကတော့လက်မခံခဲ့ဘူးလို့သိရပါဗျ။အခုလိုအစ္စတန်ဘူမြို့မှာစတင်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် လာမဲလာတွေမှာစစ်ဖက်မှာပါဝင်တဲ့ခေါင်းဆောင်များအပါအဝင်အခြားသူတွေကိုလည်းဆက်လက်စစ်ဆေးသွားမယ်လို့သိရပါဗျာ။